ဆိုရှယ်မီဒီယာပေါ်မှာဒီကတစုံတယောက်တည်ပါစေတစုံတယောက်မြင်ပါစေဆိုပြီးတော့ status တွေ post တွေကိုတင်နေတော့မယ်လား အဲ့ဆိုရင်တော့တင်ကတင်ရဲ့ energy ကိုတင်ကဆုံးရှုံးအောင် လုပ်နေရတဲ့အတူတူပဲဖြစ်တယ်။အစကတည်းကဒီလူတယောက်ကတင်ပါပြောပြောနားမလည်ဘူး၊တင်ပါပြောပြောဂယုမဆိုင်ဘူး၊တင်ကိုမျက်ရည်ချအောင်လုပ်တယ်။တင်ရဲ့မျက်ရည်တွေကိုလည်းဂယုမဆိုင်ဘူး၊တင်ရဲ့ခံစားချက်တွေကိုလည်းနားလည်မှု မပေးခဲ့လို့ဒီလိုပြဿနာတွေဖြစ်လာတာ။အဲ့ဒီတော့သူနဲ့ကိုနဲ့ကြားမှာဒီလိုမျိုးတွေဖြစ်လာပြီးတော့မှအခုလိုမျိုး ကိုကဒီ standard တွေကိုဘလောက်ပဲရည်ရည် သူ့ဘက်ကဒီ startup တွေဒီ post တွေကိုမြင်ရင်တော့မှသူ့ဘက်ကဒါတွေကို နားလည် လာမှာမဟုတ်ဘူးနားလည်လာဖို့လဲစူးစမ်းမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့အစကတည်းကသူကသင်ကိုနားလည်တာမဟုတ်လို့ဒါဒီတော့ကျမတို့ကဘယ်လိုလုပ်မလဲအဲ့ဒီလိုမျိုး post တွေကိုသင်ထိုင်ရေးမှလာဒါမှမဟုတ်လို့ရှိရင်သင်ရဲ့အချိန်တွေကိုသင်က အကျိုးရှိအောင်အတုံးချမလားဒါလေးကိုကျွန်မအကြံတစ်ခုပေးချင်ပါတယ်ကျမတို့ဒီလူဘဝဆိုတာတိုးတယ်ပေါ့နော်အဲ့တော့နားလည်မှုမပေးတဲ့သူနားလည်မှုမရှိတဲ့သူဒါမှမဟုတ်ရင်ကိုယ့်ကိုတောက်စစ်ပေါ့နော်ကိုယ့်ကိုအမြဲတမ်းစိတ်ဆင်းရဲအောင်လုပ်တဲ့သူကိုယ့်ရဲ့ခံစားချက်တွေကိုဘယ်တော့မှဦးစားမပေးတဲ့သူတွေအတွက်တင့်ရဲ့ energy တွေတင့်ရဲ့အချိန်တွေကိုအကုန်မခံပါနဲ့ အဲ့ဒီတော့ကျမတို့ဒီအဲ့ဒီအချိန်တွေအဲ့ဒီ energy တွေကိုကိုယ့်အတွက်ကိုယ်ကိုအတုံးချတတ်ဖို့ပြန်ပြီးတော့အတုံးပြရမယ်ပေါ့နော်ဒီတော့ကျမတို့ကဘာလုပ်မလဲသင်ကိုယ့်ကိုယ်ကိုပြန်ပြီးတော့မေးပါသင်ဘာလို့ခြင်တာလဲဘာဖြစ်ခြင်တာလဲဘာတွေအမှားလုပ်ခဲ့လဲဘာလုပ်ခြင်တာလဲရှေ့ဆက်ပြီးတော့ အဲ့ဓာ ड़ी အကုန်လုံးကို ပြန်မေးဖို့လိုအပ်တယ်ကိုကုတ်ကိုမညာရန်ပြန်ပြီးတော့မေးမယ်စောက်တအုပ်မှာရေးချတာမျိုးဖြစ်ဖြစ်ပေါ့နော်အဲ့တော့တစ်ကနေ30ဒီလိုမျိုးရေးချပြီးတဲ့အခါကျလို့ရှိရင်ငါဒီဘာကိုပြုပြင်တင်တယ်ငါဒီဘာကိုလုပ်တင်တယ်ပြီးရင်ငါဘယ်လိုမျိုးဘယ်ဟာအရာကို improve လုပ်တင်တယ်ငါဘာဖြစ်ချင်တယ်ငါဘာမဖြစ်ချင်ဘူးအဲ့ဓာ ड़ी ကိုတေချာပြန်ရေးပြီးတော့ကိုကုတ်ကိုပြန်ပြီးတော့ အစကနေနံပါတ်1ကနေပြီးတော့ပြုပြင်ဖို့လုပ်မယ်။အဲ့ဒါဘာလဲဆိုတော့ကိုယ့်ရဲ့ကျန်းမာရေးကိုကိုကောင်းအောင်လုပ်မယ်။အာလေ့ကျင့်ခန်းလုပ်မယ်။ကျန်းမာရေးလိုက်စားမယ်ပေါ့နော်။အဲ့တော့ကျန်းမာအောင်နေမယ်။ကျန်းမာရေးလုပ်မယ်။ကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ့နော်။ရုပ်ကြပဲဖြစ်ဖြစ်မိမပဲဖြစ်ဖြစ်ခန္ဓာကိုယ်အစီပိုမရှိလေကောင်းနေပဲ။အဲ့တော့ခန္ဓာကိုယ်မှာအစီမရှိအောင် အာဂျင်းကစားတာဖြစ်ဖြစ်ယောဂကစားတာဖြစ်ဖြစ်ဟိုဘာပဲဖြစ်ဖြစ်ပေါ့နော်ကိုကိုကိုကျမ်းမာရေးလိုက်စားတဲ့သူဖြစ်အောင်နေလိုက်မယ်အဲ့ဒီအချိန်တွေကိုကိုကအဲ့ဒီမှာအသုံးချမယ်နောက်တစ်ခုကကိုကဘာတွေလိုအပ်တာလဲကိုကပညာတွေဆက်ပြီးတော့တင်ယူဖို့ရှိသေးရင်တင်ပါလူဆိုတာမတင်မချင်းအစ်စ်အစ်စ်တွေကိုတင်ယူနေရမယ်အဲ့ဒီတော့ကထပ်ပြီးတော့ဒီထပ်ပို့ပြီးတော့ improve ဖြစ်အောင်ငါဘာတွေကိုတင်ယူရမလဲအများနဲ့လေ့လာပါတင်ယူပါ ပြည့်တဲ့ခါကျတော့ကျမတို့တွေကစီးပွားရေးပေါ့နော်ဒီငယ်တာဖြစ်ဖြစ်ကြီးတာပဲဖြစ်ဖြစ်လူငယ်ဆိုရင်လည်းအုံနောက်ထဲမှာငါဘယ်လိုပတ်စံရှာရမလဲငါဘယ်လိုမျိုးစီးပွားရေးလုပ်ရမလဲငါဘယ်လိုမျိုးတစ်ချိန်ညရင် နောက်၅နှစ်ကြာရင်ငါဘာဖြစ်နေရမလဲနောက်၅နှစ်ကြာရင်ငါဒီဘယ်နေရာကို ရောက်နေရမလဲဆိုတာမျိုးကိုကိုကူတာဂတ်တစ်ခုထားပြီးတော့ဒီလိုမျိုး improve ဖြစ်အောင် လုပ်ရမယ်ပေါ့နော်အဲ့တော့ဟိုဒီစီးပွားရေးရော ပညာဒီပညာရေးမှာရောပြီးလို့ရှိရင်ခုနပြောတဲ့ကျန်းမာရေးမှာရောကျမတို့က improve လုပ်လိုက်ပြီးလို့ရှိရင်ကိုယ့်ရဲ့စိတ်ကိုဟိုအရှိမဖြစ်ခဲ့တဲ့ဟာတွေကိုတွားပြီးတော့ပြန်မတွေးပါနဲ့အရှိမဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ဒါတွေကအနာဂတ်မဟုတ်ဘူး အရှိမဖြစ်ခဲ့တဲ့ဟာအကြောင်းကြောင်းကြောင့်ဘဒုအမှားပဲဖြစ်ဖြစ်သူ့အမှားကိုအမှားအာဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်ရဲ့ကုတုကံအကြောင်းတရားကြောင့်ဒီလိုတွေဖြစ်ခဲ့တယ်ဒါပေမဲ့လို့အနောက်မှာထပ်မဖြစ်ဖို့အတွက်ကကိုယ်မှာတောင်းဝန်ရှိတယ်အဲ့ဒီအတွက်ကိုကိုကကြိုတင်ပြီးတော့ပြင်ဆင်ရမယ်အဲ့ဒီတော့ကနောက်ထပ်ထပ်ပြီးတော့ဒီလိုမျိုးထပ်မဖြစ်လာအောင် ကိုယ့်ဘက်ကနေပြီးတော့ကြိုးစားရမယ် improve လုပ်ရမယ်ဒါလေးတွေကိုကိုယ့်ဘက်ကနေပြုပြင်ဖို့လိုအပ်တယ်အဲ့ဒီတော့အဲ့လိုမျိုးပြုပြင်လိုက် ပြီးဆိုလို့ရှင်ကိုဒီကို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 တံမိုးကိုကိုမြင့်တင်လိုက်တဲ့သူတယောက်ဖြစ်သွားပြီအဲ့တော့ကိုတံမိုးကိုတည်တယ်ကိုတံမိုးကိုကိုမြင့်အောင်နေလိုက်တဲ့သူတယောက်ရဲ့အနာမှာတံမိုးကိုတည်တဲ့သူတွေကဝိုင်းလာတယ်အဲ့တော့တံမိုးမတည်တဲ့သူတွေကကိုအနာမှာမနေနိုင်ဘူးကိုကိုကိုတံမိုးကိုကိုတံမိုးကိုတည်ပါတယ်ဆိုပြီးတော့အဆင့်တစ်ခုကိုရောက်လာတဲ့အချိန်မှာ ိုယ်ကိုနားလဲတဲ့သူတွေပဲဖြစ်ဖြစ်နားမလဲတဲ့သူတွေပဲဖြစ်ဖြစ်ဒါတွေကအရေးမကြီးတော့ဘူးကိုယ်ကိုအမှန်တကယ်ကိုကိုယ်နဲ့ထိုက်တန်တဲ့သူကိုယ်တန်ဖိုးကိုတည်တဲ့သူဆိုတာကအနာမှာပြန်ပြီးတော့ရောက်လာတယ်အရင်ကမရှိရင်တောင်မှအခုချိန်မှာပြန်ရောက်လာတာမျိုးဖြစ်မဲ့ဒါမှမဟုတ်ရင်လည်းတခြားသောတန်ဖိုးတည်တဲ့သူသူတွေကအနာမှာရောက်လာနိုင်မယ်ပေါ့နော်အဓိကက သူများကကိုယ်ကို ဘာဖြစ်ပါလဲညာဖြစ်ပါလဲသူကတော့ဒီလိုလုပ်ပါအာသူကတော့ဒီလိုမလုပ်ဘူးဆိုတာတွေကိုအချိန်ကုန်မခံပါနဲ့ငါဒီဘယ်လိုကောင်းအောင်နေမယ်ငါဒီဘယ်လိုကောင်းအောင်လုပ်မယ်ငါဒီဘယ်လိုတိုးတက်အောင်လုပ်မယ်ငါဒီဘယ်လိုမျိုးသူများတွေကိုအကျိုးပြုအောင်လုပ်မယ်ငါဒီဘယ်လိုမျိုးဟိုလှပအောင်နေမယ်ငါဒီဘယ်လိုမျိုး improve အမြဲတမ်းဖြစ်နေမယ်ကိုယ့်ကိုယ်ကိုပြန်ပြီးတော့ချစ်သက်သွားတဲ့နေမှာ တခြားသူတွေချစ်တာမချစ်တာတွေကကိုယ့်အတွက်ကအရေးမကြီးတော့ဘူးကိုယ့်တန်ဖိုးကိုမတည်တဲ့သူတွေအတွက်အချိန်ကုန်မခံပါနဲ့ဒါလေးကိုပြပြပေးခြင်းနဲ့ post တင်တာတွေဟို status တင်တာတွေကကိုယ့်အတွက်ကိုတင်တာပဲဖြစ်မယ်ကိုတင်ချင်လို့ကိုတင်တာပဲဖြစ်မယ်ဒါတွေကတစုံတယောက်ကို နားလဲပါစေတစုံတယောက်ဖတ်နေပါစေသူငါရဲ့ဝေါ်ထဲကိုဝင်ကြည့်ပါစေဆိုပဲစိတ်နဲ့တင်တာမျိုးလုံးဝ မလုံမိပါစေနဲ့ဒါလေးကိုပြပြချင်ပါတယ်ကိုယ့်အတွက်ကိုကိုအချိန်ပေးကြရအောင်နော်ကိုကိုကိုချစ်မယ်ကိုကိုကိုအချိန်ပေးမယ်ဒါဆိုလို့ရှိရင်ကိုကနံပါတ်1ဖြစ်သွားလိမ့်မယ်ရှင်ကျေးဇူးများရည်တင်ပါတယ်